ဒီဖုံကြီးဖျားပေါ်တတ်တာသာသနာတော်ကြီးပျက်စီးမသွားနိုင်ဘူးလို့ပြောထားတာဖုံဖုံအမြင်လေးမိမ့်ပေးပါအောင်ဖျားတဲ့ဘယ်ဖုံကြီးကိုပြောတာလဲဆိုတာကိုသိရအောင်အောက်လင့်ချပေးထားပါတယ်ကြည့်လိုက်ကြပါနော်အင်ဂုတ်ထိုကျမ်းမှာတရားမနာခြင်းစာပေမတင်ခြင်းနှုတ်တွင်မဆောင်ခြင်းသိအောင်မပြုခြင်းပฏิပတ်အကျင့်ကိုမကျင့်ခြင်းတို့ကြောင့်သာသနာကွယ်လိမ့်မယ်လို့ဟောကြားတော်မူထားပါတယ်ဒါကြောင့်သာသနာကွယ်ခြင်းကိစ္စဟာ စီဒီအပေါ်ဖနက်နဲ့တက်တဲ့ကိစ္စနဲ့ဘရိုက်တော့မတိုက်ဆိုင်ပါဘူး။သို့တော့ပတ်သက်ဆက်နွယ်မှုတော့ရှိပါတယ်။ဘလို့ပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုရင်သာသနာဆိုတာဟာအစိုးအမကိုပြောတာပါ။ဘသူရဲ့အစိုးအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အစိုးအမကိုပြောတာပါ။မြတ်စွာဘုရားကဘာတွေဆုံးမတယ်လဲဆိုရင်၁အကုသိုလ်ကိုမပြုနဲ့လို့ဆုံးမပါတယ်။၂ကုသိုလ်ကိုပြုပါလို့ဆုံးမပါတယ်။၃စိတ်ကိုစင်ကြယ်အောင်ထားပါလို့ဆုံးမပါတယ်။ အကုသို့ကိုမပြုပါနဲ့လို့ဆုံးမထားတာဖြစ်တဲ့အတွက်ကြောင့်စေတီအပေါ်ဖနက်နဲ့တက်တဲ့ကိစ္စဟာကုသို့အမှုမဟုတ်ပါဘူးအကုသို့အမှုသာဖြစ်ပါတယ်ဒါကိုနောက်လာနောက်သားတွေကအတူယူပြီးတော့လိုက်လုံမယ်ဆိုရင်ဖျားစကားကိုပယ်ရှားရရောက်တဲ့အတွက်ကြောင့်သာသနာကွယ်ပါလိမ့်မယ်နော်ဒါကြောင့်စေတီအပေါ်ကိုဖနက်နဲ့တက်တာဟာသာသနာကွယ်ခြင်းကိစ္စနဲ့တရိပ်မသက်ဆိုင်တော့လဲပဲပတ်သက်ဆက်နွယ်မှုတော့ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်နော်